ပမိုင်းကြောင်းအရာဖြစ်စေနိုင်ငံရေးမူအရာဖြစ်စေအချုပ်အခြာအာဏာပိုင်ပြီးလွတ်လပ်တဲ့နိုင်ငံတကာနိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာဟာမြန်မာနိုင်ငံဘာသာစာမှဆင်းသက်ပြီးမြန်မာနိုင်ငံတဝန်းလုံးမှာတည်ပါတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒဟာလွတ်လပ်ရေးတွက်ကြပြီးဗမ်းလိုက်တဲ့မူဝါဒကိုကျင့်သုံးနေတာဖြစ်ပါတယ်မြန်မာနိုင်ငံဟာဘယ်တော့မှနောင်လဲဘယ်တော့မှသူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်မှာမဟုတ်ပါဘူးဒီလိုပါပဲကျွန်တော်တို့နိုင်ငံရဲ့ ဒီတွင်ရေးကိုနိုင်ငံကိုသမိုင်းကြောင်းနဲ့အညီဆောင်ရွက်ရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်နိုင်ငံရဲ့ပြည်တွင်ရေးတက်တဲ့ကျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးတက်တဲ့တာဖြစ်ပါတယ်။တိုင်းတစ်ပါးနိုင်ငံများရဲ့ဩဇာအာဏာနဲ့မိသည့်ဝင်ရောက်ဆွတ်ဖက်မှုကိုမှကျွန်တော်နိုင်ငံရဲ့ရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပရေးခရီးလမ်းကို ပြတ်ပြားအောင်ဒါမှမဟုတ်ပြောင်းလဲအောင်လုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်။ကျွန်တော်ကမြန်မာနိုင်ငံသားတွေဖြစ်တယ် မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေရပဲဖန်တီးပိုင်권ရှိပါတယ်မြမအရေးကိုရွေးကောက်ပွဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအပိမတ်ပြုဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်